စိတ်ကြည်လင်မှုကြိုးစားမယ်ဆိုလို့ရှိရင်ခိရိဝတ္တပဆိုတဲ့တရားကိုရှုဆိုတည်ဆောင်ကိုယ့်ရဲ့စိတ်ထဲနှလုံးထဲမှာဟိရိနဲ့ဝတ္တပဟိရိဆိုတာမဟုတ်တာလောကမှာရှက်တယ်အဲ့ဒါကိုပြောတာနော်ရှက်တယ်ဆိုတာလူတွေမှာလူကြတဲ့စကားပြောရမှာရှက်တာတို့ဘုရားဆက်မဓာမျိုးတွေပြောတာမဟုတ်ဘူးမဟုတ်တာလောကမှာရှက်တယ်မဟုတ်တာပြောရမှာရှက်တယ် အကုသိုလ်ဒုစရိုက်တွေနဲ့ပတ်သက်ပြီးတော့ကိုယ်တဏ္ဍာမဖြစ်လာမှာဆက်တယ်။ယွန်းတယ်အကုသိုလ်မှလည်းမုံတီးတယ်ဟော။အဲ့ဒါကိုဟိရီလို့ခေါ်တာနော်။အကုသိုလ်ကိုရှက်ဖို့မရှက်ဘူးဆိုလို့ရှိရင်လုံနေတဲ့ပုဂ္ဂိုလ်အကုသိုလ်လုတ်ပြီးဆိုလို့ရှိရင်ဒါမရှက်လို့လုတ်တာလို့ပြောရအောင်။လူတွေကအဲ့ဒါကိုအဲ့ဒါလောက်ထိအောင်မသိကြတော့လူကြားထဲမှာ ဟွာဒီယာလုံးရင်အရှက်မရှိလိုက်တာနဲ့ပြောကြတယ်နော်တကယ်ကအရှက်မရှိဘူးဆိုတာကာတုစရိုက်ဝစီတုစရိုက်မနောတုစရိုက်ကုသနာမှာချစ်ခွင့်ပေးတာရင်အရှက်မရှိဘူးလို့ပဲပြောအောင်အရှက်မရှိဘူးရဲ့အဓိပ္ပာယ်ကိုပြည်ပြဝဝနားမလည်တဲ့အခါကျတော့အရက်ထဲမှာအရှက်မရှိဘူးဆိုတာမလုံးမချုံဝဋ်တာကိုအရှက်မရှိဘူးလို့ပြောခြင်းပြောမယ်လူကြတဲ့မှာ ဟုတ်လမ်းပေါ်မှာထွက်ပြီးတော့ရံဖြစ်ရဲတာတို့အရက်ထဲမှာမြင်မကောင်းရှုမကောင်းဖြစ်အောင်ဆဲတာဆိုတာကြားမကောင်းရှုမကောင်းဖြစ်အောင်ဆဲတာဆိုတာအဲ့ဒါမျိုးကြတော့အရှက်မရှိဘူးလို့ပြောကြတာအဲအရှက်မရှိဘူးရဲ့အတိတ်ကကုသနာမှာအကုသိုလ်တွေဖြစ်ခံနေတဲ့ပုဂ္ဂိုလ်တိုင်းဟာအရှက်ရှိဘူးလို့ပဲပြောအောင်ဘာကိုမရှက်တာတော့ဆိုအကုသိုလ်မရှက်တာ ကလူရောဆက်ကျင်ဆက်မှာပေါ့အကုသိုလ်ဖြစ်တယ်အဲ့တော့လူဆက်တာကတစ်မျိုးအကုသိုလ်ဆက်တာကတစ်မျိုးအဲ့ဒီနှစ်ခုကိုယ်ရောပြပြသိဖို့လိုတယ်အကုသိုလ်ဆက်ဖို့လိုတယ်အေးအကုသိုလ်ဆက်တာဆက်ဆုပ်တာဟိရီလို့ခေါ်ဘုတ္တပဆိုတာကြတော့အကုသိုလ်နဲ့ပတ်သက်ပြီးတော့ လက်နဲ့ကြောက်တယ်လက်နဲ့ကြောက်တယ်ဆိုတာအကုသိုလ်မိမိတဏ္ဍမှာဖြစ်လာမှာကြောက်တယ်အကုသိုလ်မိမိတဏ္ဍမှာဖြစ်ပေါ်လာလို့ရှိရင်ခံရမဲ့အကျိုးဆက်တွေကိုလည်းကြောက်တယ်ဟောအဲ့ဒါကိုသဗ္ဗေချမ်းကနေမှထင်ရှားဥပမာတစ်ခုပြောထားတယ်တဏှုံကြီးတုံးဆိုပါဘူး တစ်ဖက်ကညှိပုတ်ထားလို့ရဲနေဟိုတစ်ဖက်ကမစင်အညစ်အကြေးတွေလူးနေမစင်ညစ်အကြေးတွေလူးတဲ့ဘက်ကိုလည်းမကင်ဘူးဘာဖြစ်လို့တော့ညွန်လို့ပြီးချိထားလို့ပြီးပူနေလို့ရဲနေတဲ့ဘက်ကိုလည်းမကင်ရဲဘူးဘာလို့ပူမှကြောက်လို့လောင်မှကြောက်လို့အမကင်နာခြင်းတော့တူတူပဲပေါ့ဒါအကုသိုလ်နဲ့ပတ်သက်ပြီးတော့ညွန်လို့မလောက်ထားရဲကြောက်လို့မလောက်ထားရဲ မလုံထိုင်ခြင်းတူတူပဲဟုတ်ကဲ့ရေချက်ကမယုံလို့မလုံထားတာတခုကြောက်လို့မလုံထားတာတခုအဲ့ဒီနှစ်ခုကိုမိမိရဲ့နှလုံးသားထဲမှာရှိလို့တည်ဆောက်ရမယ်တဲ့လောကမှာရှိတဲ့ကိုချင်းသီလတွေဟာဖြစ်လို့အတ္တပမရှိဘဲနဲ့ကိုချင်းသီလတွေဟာမပြည့်စုံဒါကြောင့်မို့လို့သီလတွေရဲ့အနိကဆုံးအကြောင်းတရားဆိုတာ ဟိရိအတ္တပရထနာနဲ့ဟိရိအတ္တပဟာသီလရဲ့အနိကအကြောင်းတရားလို့ဆိုလို့အေးအကုသိုလ်လုံးဝမဆက်တော့ဘူးအကုသိုလ်ကိုမချောက်တော့ဘူးဆိုလို့ရှိရင်ဘယ်လိုမှသီလမလုံဘူးအဲ့ပုဂ္ဂိုလ်နော်သီလမလုံဘူးဟိရိအတ္တပဖြစ်လာပြီဆိုလို့ရှိရင်သီလလုံးလာတယ်သီလရှိလာတယ်ရှိလာတဲ့သီလကလည်းခိုင်မြဲလား ဒါကြောင့်မလို့ရှင်းဥစွာကိုယ်တဏ္ဍမှာအခြေခံအားဖြင့်စိတ်ကိုဖြူစင်ဖို့ရအတွက်ဟိရိဥဒ္ဒပါကိုအရင်တိဆောက်ပါလို့ပြောတာအဲ့